အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇေယောဖြစ်ပါတယ်2025ခုနှစ်မေလ4ရက်တနင်္ဂနွေနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မကွေးတာမင်းမှုခရစနေမျိုးနဲ့ဆမကျိုးမျိုးအုပ်ကိုလန်းရွာကိုလေချောင်းကနေဘုံသုံးလုံးချပြီးတိုက်ခိုက်ဖျက်ဆီးထားပါတယ်နေမှုကန်ရွာနောက်ဘက်မှာတော့အမြင်ပြန်ထိတွေ့မှုပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်က38ရောက်မဆီကြိုက်သွားတာကိုခြေလန်းအားရကြမယ်လို့ထင်ပါတယ် ဒါပြင်အရှင်လက်ရဖန်ဆီးမိတာတွေလည်းရှိပါတယ်။မက်ဆီကြိုက်သွားတဲ့တာမတ်ကိုစစ်စစ်နေသေးဖြစ်ပေမဲ့ဆလင်းဆမကျောအနောက်ချမ်းဂွင်ထဲမှာအမှတ်20ကာဝေးပစ္စည်းဆက်ယုံနဲ့အမှတ်21ကာဝေးပစ္စည်းဆက်ယုံကအစုပေါင်းတပ်တွေလှုပ်ရှားနေတာများပါတယ်။မြို့တော်လားချုံမှာတော့စစ်ဘေးတံကြောင့်နေတိုက်တာပျက်စီးမှုထိခိုက်မှုစီးရင်တွေကိုစစ်ကောင်စီရဲ့ထွေအုပ်ကပြုစုနေတာဖြစ်ပါတယ်။ငလင်ဖေးတံနဲ့စီးရင်ရောချပြီးခေါင်းစဉ်ပြောင်းသုံးမဲ့လက္ခဏာရှိပါတယ်။ ဇမန်နေ့ည9:00နာရီကအချိန်ကတော့တိုင်းစစ်ဌာနချုပ်ချဲကနေ MI 35တိုက်ခိုက်ရေးရဟတ်ရင်သစီစတင်လှုပ်ရှားပြန်တန်းနေပြီဖြစ်ပါတယ်။အချင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာတိုက်ခိုက်သိမ်းပိုက်ခံရပြီးပျက်စီးသွားခဲ့ပေမဲ့တောင်ကြီးမှာပြန်လည်ဆုတ်ဖွဲ့ခဲ့ပါတယ်။မိုင်းရတန်ရမ်းမှာယာယီအခြေပြုထားခဲ့ဇင်မာတဲ့ကဥယေထောက်ရုံးလုပ်ငန်းတွေကိုအွန်ပေပါလုပ်နေတယ်လို့သိရပါတယ်။ချွေလီရီအားလည်းဆက်လုံချုံရေးတပ်ဖြစ်တဲ့မန္တအခြေဆိုင်အမှတ်144ချီလင်တိုင်ရင်ရဲ့ဖြစ်စဉ်မှတ်တမ်း အပိုင်းနဲ့အမိတ်တစ်ခုကိုယခု YouTube post ရဲ့ comment မှာဖော်ပြပေးထားပါတယ်။တော်လိုင်းရဲ့အားသူတွေတိမ့်ပိုက်တာခံရရတဲ့အကျန်းပက်ချက်ရဲ့တရရင်ဌာနချုပ်တွေကမြေပြင်မှာမရှိတော့ပေမဲ့သူတို့ရဲ့စစ်အင်္ဂါစင်တွေတဲကနေချက်မပြစ်သေးပဲစာရွက်ပေါ်မှာဖွဲ့စည်းပုံတက်ခါအလုရှုပ်ခံပြီးလုံနေကြသေးတာဖြစ်ပါတယ်။စကိုင်းတိုင်းအဲ့တော်မျိုးသိန်းတိုက်ပွဲပြီးကြတဲ့ကတာခြေဆိုင်အမှတ်300ကိုချင်းပြန်တန်ရင်ကိုမုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေရဟတ်ရင်တွေနဲ့အင်အားဖြည့်တင်းလျက်ရှိနေတာဖြစ်ပါတယ်။ကာဝေးအင်အားစုတွေဘက်ကလည်း ကတာနဲ့ထိကြိုက်နှစ်ခုတည်းကဘေးဟာကိုအရင်တိုက်ရမလဲမဲနိုင်နေပုံရပြီးအတိုက်ခံရမယ့်စစ်တပ်ဘက်ကလည်းတနေရာကိုစပြီးတိုက်ခံခြင်းနေပုံရပါတယ်။ဟုတ်တယ်လေတနေရာကိုစတိုက်ပြီးဆိုရင်ကြံတနေရာအစီနှက်နေလို့ရပြီဖြစ်ပါတယ်။သခိုင်းမျိုးအုံတော်အခြေဆိုင်အမှတ်6005တင်ကားတက်ရင်ကနေအရှိမြောက်ဒေသတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဒေသခံတအူးနဲ့အိမ်မွေးတရိစံတွေတေဆုံးတယ်လို့သိရှိရပါတယ်။ကရင်နီ မိုးပြဲစစ်မျက်နှာစာမှာကရင်ပြည်ပူပေါင်းတပ်ဖွဲ့တွေဘက်ကပေးဆပ်မှုတွေရှိနေတယ်လို့စစ်ကောင်စီဘက်ကလည်းအထင်အားလေးရှိပါတယ်။စစ်ကောင်စီဟာတင်ကားတွေကိုပါပြားပေးဌာနဖြစ်အသုံးပြုလာတာဖြစ်ပြီးဓာတ်ရိုက်ပစ်လက်နက်ဖြစ်အ धिक ခြေကုန်းနေရာတွေကိုပိတ်ခတ်နေတာဖြစ်ပါတယ်။မိလောင်မုံမျိုးစားတွေကိုပါအသုံးပြုလာနေတာကိုလည်းတွေ့ရပါတယ်။မိုးပြဲစစ်မျက်နှာစာဟာဖာသာဘော်လခဲကနေမြေကန်တပ်တွေအသက်ရှူချောင်စီဖို့လေကြောင်းပစ်မှုအားကိုအသုံးပြုထားပြီးတိုက်စစ်အချိန်ရက်မတော့အောင်ကြိုးစားနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဒဏ်ပြန်တိုက်စစ်ကြောင့်ကရင်နီတပ်ပေါင်းစုတဖြည်းဖြည်းချင်းနောက်ဆုတ်လာရတဲ့အောင်ရှိနေပါတယ်။မိုးပြေကုန်းသာဘက်ကနေလဲစစ်ကြောင်းတစ်ကြောင်းထတ်တက်လာပြီးလွိုက်ကော်ခြေစ